အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါအနိကအနေနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေများတဲ့ less song ကမန်းတကွေပေးခြင်းစိတ်ရှိလို့ lain မတက်လာခဲ့တယ်ပေါ့ less song ပေးခြင်းစိတ်ရှိလို့ lain မတက်လာခဲ့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့မှကျွန်တော်ပြောပြလိုတာကကျွန်တော်မိတ်ဆွေများအားလုံးကိုဒီပေးလိုတာက တခါတည်းမှာရိုးရှင်းတာကပူပြီးတော့လှပတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနော်တခါတည်းမှာကျွန်တော်တို့ဒီနဲ့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 ထုတ်ပွက်ပညာကျဲသဘောတော့အရင်ရှာတခါတည်းမှာရိုးရှင်းလေးနဲ့ပဲလိတ်ချင်လုပ်သွားတဲ့တာရကလေးအများကြီးရှိတကယ်တော့အဲ့ရိုးရှင်းနေဆိုတာကလည်း အလှပါလှတရားတစ်ခုပါပေါ့နော်အဲ့ပုံစံမျိုးလေးနဲ့ဗကက်ကိုရွေးရှင်းပါတယ်ရွေးရှင်းပါတယ်ကျွန်တော်ခဏလေးတကွရက်ဆောင်ပြည့်ကြည့်ကြည့်ရှိလိုက်မော်တက်လာကြတော့ပေါ့နော်အဲ့မှာဒီနေရာမှာအုံညာထိန်စီနောင်လုံးမခွန်လို့ရိုက်ခဲ့တဲ့ line ကြီးရပေါ့နော်ကျွန်တော်ကပြောပြီးသားကျွန်တော်ရဲ့အကျယ်ဆုံးကဏ္ဍကစားပွက်ဒီဒီပွဲမှာ2023ကထွက်ခဲ့တဲ့ကဏ္ဍအဲ့စနစ်ထိတ်ကကဏ္ဍတကွကျွန်တော်လက်ဆောင်ဖတ်ပြီးကြပါတယ် ။တရားတော်ကြီးနာမကုန်ရပြီ။တနေ့၂နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်နှစ်အဲ၆နှစ်မြောက်ကိုရောက်တဲ့ရှင်ဒီနေရာမှာဒီနေရာမှာလည်းတရားတော်ကြီးနာမကုန်ကိုရိုက်တယ်။ဒီကနေ့တနေ့၂နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်ရောက်တဲ့ဒီနေရာမှာအဲ့တော့တတိယတကြိမ်ဒီမှာတုံညာထေစီနောင်လုံးမောင်းခွန်ကိုရိုက်ခဲ့တယ်။သူကနေတနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်ဒီနှစ်ထဲမှာပေါ့နော်။ အဲ့ဒီမှာရိုးရှင်းကစားနေတာကပရမတ်ကံမှာဒီ၆နှစ်မြောက်ဖြစ်မှာနှစ်ထိတ်၅ထိတ်၃ထိတ်၃ညထိတ်၈ထိတ်ဒီနေရာမှာ၅ထိတ်ဒီနေရာမှာ၄ထိတ်လို့စကြအဲ့လို၄ထိတ်လို့ကြာနေ၄ထိတ်လို့ဆက်ပြီးတော့ရိုက်တယ်အဲ့ဒီကနေ၄၅နှစ်ဆိုတဲ့ကနန်းကသူ့ရှိတနည်းကျော်ကနန်းကိုလာရိုက်ထားတယ်အဲ့လိုပဲနောက်ထပ်တစ်စင်းနဲ့၄၅နှစ်ဆိုပြီးတော့သူကသူကဆက်ပြီးရိုက်ပြထားတာက လေးတိတ်စီနဲ့လေးငါးနှစ်ဆိုသူရှိတနည်းကျော်ကနန်းရိုက်ပြီးတဲ့အချိန်မှာထပ်ပြီးတော့လေးတိတ်စီကိုလေးတိတ်စီကိုထက်ထက်ပြီးဒီကနန်းဒီလည်းပဲသူရှိတနည်းကျော်ကကနန်းကိုပြန်ပြီးတော့ထပ်ပြီးရိုက်သွားတယ်ပရမကတ်မှာချုပ်ွက်ပြီးဆင့်ပြီးပါခဲ့အဒုတိယကနိုင်ငံနေဒီနော်လုံးမောက်ဖုန်ရိုက်ဒီရောက်ကဒီကစားတဲ့နှစ်ထက်မှာဆိုလို့ရှိရင်သူကလေးထိပ်ပြီးတော့သုံးထိပ်တဲ့တစ်ထိပ်၆ထိပ်တစ်ထိပ်လေးထိပ်၈ထိပ်ခွန်ထိပ်ခွန်ထိပ်၆ထိပ်၈ထိပ်၆ထိပ် တစ်ထိတ်၃ထိတ်လို့စကြလာဒီကမှာကျတော့ရိုးရှိမဲ့၃ထိတ်လို့စကြတာနဲ့လည်းပဲဒီကနန်းတွေ၃၆၀ဆိုတဲ့ကနန်းကသူရှိတစ်နှစ်ကျော်ကကနန်းကိုလာကြပြီဟုတ်ပြီနော်ပြီးရင်အဲ့၃ထိတ်ရဲ့အောက်မှာပဲတော်တာတစ်ချက်တည်းရိုက်သွားတာ၃နှစ်ခွန်ဆိုတဲ့ကနန်းက၃ထိတ်၃ထိတ်နဲ့ရိုက်တဲ့၃နှစ်ခွန်ဆိုတဲ့ကနန်းကလည်းသူရှိတစ်နှစ်ကျော်ကနန်းမှာလာကြပြီ လေးထိပ်သုံးထိပ်ပြီးဆိုကျွန်တော်ကနှစ်ထိပ်ကစားတယ်အခုကျွန်တော်တတရမြောက်ကောက်ကိုရိုက်ပြီးအနှစ်ထိပ်လို့ပြီးခဲ့တဲ့ပွဲမှာနှစ်မိနစ်ကုန်ဆိုပြီးနှစ်ထိပ်လို့စကြခဲ့ကြားတဲ့ချိန်မှာလည်းအဲ့ဒီနှစ်မိနစ်ကုန်ဆိုတဲ့ကနန်းကသူရှိတဲ့နှစ်ကျော်ကနန်းမှာရိုက်ပြီးထားသူရှိတဲ့နှစ်ကျော်ပဲကနန်းကိုရိုက်ပြီးထားဒါဆိုလို့ရှိရင်ရှင်းရနှစ်ကက်လို့ပဲလေးထိပ်ကြတော့ကလက်ကအောင်မှာလက်ထိပ်ဖြတ်ပြီးတော့ သူရှိတဲ့နှစ်ကျော်ကနန်းရိုက်တယ်အဲနောက်တစ်ခါဒုတိယကျုပ်ကနေလေးထိပ်စီနဲ့သူရှိတဲ့နှစ်ကျော်ကနန်းကြပြီးတော့အောက်မှာလည်းပဲထပ်ပြီးတော့လေးထိပ်စီနဲ့ထိပ်စီသူထိပ်စီထပ်ပြီးအဲ့ဒီကနန်းကလည်းသူရှိတဲ့နှစ်ကျော်ကနန်းဒုတိယကမှကျတုတ်တဲ့စီလိုစကြတာနဲ့360ဆိုပြီးသူရှိတဲ့နှစ်ကျော်ကနန်းကိုဓာတ်ရိုက်တန်းကြတယ်ကြပြီးတဲ့အချိန်မှာသူ့ရဲ့အောက်မှာ၃ထိပ်ကထပ်ပြီးတော့၃နှစ်ခွန်ဆိုတဲ့ကနန်းကလည်းသူရှိတဲ့နှစ်ကျော်ကနန်း ဒါဆိုတတိယကဲကျွန်တော်ဒီမှာကစားမယ်လှည့်ရအောင်လေးထိပ်သုံးထိပ်ပြီးဒီမှာနှစ်ထိပ်လို့ကစားရစကြမယ်ကြပြီကြလာတဲ့ကနေဟိုက်နှစ်နှစ်ကွန်ဆိုတဲ့ကနေကလည်းသူရှိတစ်နှစ်ကျော်ကနေဒါဆိုလို့ရှိရင်ဒီပွဲမှာနှစ်ထိပ်ကနှစ်ထိပ်လို့ထည့်ပြီးတော့နှစ်ထိပ်ကနှစ်ထိပ်လို့ထည့်ပြီးသူရှိတစ်နှစ်ကျော်ကနေဒီကစားကွက်ဒီဒါကျွန်တော်တို့မဖြစ်မနေထည့်ကစားတဲ့အချိန်မှာကျွန်တော်ထည့်သုံးနေတယ်ပေါ့နော်ဒါကျွန်တော်ထည့်ကစားနေတယ်ထည့်သုံးနေတယ်အဲ့တော့ 2023年ကထွက်ခဲ့တဲ့ကဏ္ဍတွေကမိတ်ဆွေတို့ကိုယ့်ကိုပြန်စစ်ကြည့်နှစ်ပါတော့ကဏ္ဍကိုနှစ်ထိပ်စီးနေဒီလိုထိုးကျင်နေဆိုထိုးလို့ရတယ်ဟုတ်ပြီနော်နှစ်ထိပ်ကနှစ်ထိပ်လို့ကြာအဲ့ဒီကနေမှ2023年မှာနှစ်ပါတော့ကဏ္ဍတွေများစွာရှိထွက်ခဲ့တဲ့ကဏ္ဍအရေးသက်တွေများစွာရှိလိမ့်မယ်ကျွန်တော်တို့အဲ့ဒီနေမှာကျွန်တော်ကစားထားတဲ့ကဏ္ဍလေးတစ်ခုကိုမိတ်ဆွေတို့အနိကအထူးလက်ဆောင်နေတဲ့ပြေးချင်ပါတယ်ပေါ့နော်ဒါလေးကိုပြေးချင်လို့ထပြတာဒါဒါ မူရင်းယူထားတဲ့ကျွန်တော်တို့စဉ်းစားတွေးခေါ်ထားတဲ့စနစ်ကိုကျွန်တော်ပြောလိုက်ပြီဒီကြားထဲမှာတခုကျွန်တော်ထပ်ပြီးထပ်ပြောပြရစီပေါ့နော်ကျွန်တော်ကဖြတ်ပွင့်ရမှာအလှလှထားတယ်အဲ့တော့အလှလှထားတော့မနက်ဖြန်စပြီးကျွန်တော်မအားတော့ဘူးအော်တကြိမ်ချင်းအကြိမ်တိုက်ဝေတဲ့ပုဂ္ဂိုလ်တွေအားလုံးလည်းပဲမနက်ဖြန်တရက်နေ့၁၂နာရီနောက်ဆုံးထားပြီးတော့ကျွန်တော်ကလက်ခံနေ၁၂နာရီကျော်ကျွန်တော်တာဝန်မယူပါဘူးပေါ့နော်ကျွန်တော်ဘက်က reply လုပ်ပေးနိုင်မှာမဟုတ်တော့ပါဘူးအဲ့လိုပဲ နှစ်ကုံဒီနှစ်ပေါက်မန်ပါဝင်ကျင်တဲ့ပုဂ္ဂိုလ်အားလုံးကလည်းဆက်နိုင်ပြီးမှငွေလွှဲတာမှငွေငွေလွှဲထားရောက်မှသာလင် reply ပြန်ရမှဖြစ်ပါတယ်နှုတ်မရှင်ကျွန်တော်ဘက်က reply မသေးကြပါဘူးပေါ့နော်ဒါလေးကိုအထူးမြတ်တရားခံပြီးအတိပေးလိုပါတယ်တရက်၅လမနက်ဖြန်ပေါ့နော်နေ့ကင်းဆက်နိုင်နောက်ပိုင်းဆိုလို့ရှိရင်ဘာလို့မှကျွန်တော်လက်ခံပေးမှမဟုတ်တဲ့အတွက်ကြိုတင်ပြီးတော့အတိပေးရပါတယ်တချို့ကနေ့ရက်နေ့မှချက်ထွက်မှဖြစ်တဲ့အတွက်တရက်နေ့အရာရီးတယ်ဆိုပြီးတော့တချို့ကကျွန်တော်နဲ့ ်ဝယ်နေကြသွားနေကြပုဂ္ဂိုလ်ရငွေဆွဲထားရအဲကျွန်တော်မလုတ်ပြနေတဲ့အချိန်ဒီမှာခုဆိုကျွန်တော်ဆက်နိုင်နောက်ပိုင်းဆိုဒီ 3D ကိစ္စဘာမှလုတ်ပြနေမှာမဟုတ်ဘူးအဲအဲ့လိုအချိန်ဒီမှာမိတ်ဆွေကငွေလွှဲထားကြာကျွန်တော်ကဘာမှပြန်မလောက်ပြန်မလောက်ဆိုတယောက်နဲ့တယောက်အမြင်မရှင်းတဲ့ကိစ္စမျိုးတွေဖြစ်မှာဆိုရင်လည်းဒီ live ကိုထပ်ပြောပြတာနော်အဲ့ဒီတွေ့ မနက်ဖြန်တည့်ရက်9လ2025 12နောက်မှစပြီးတော့ကျွန်တော်သတိနဲ့ပတ်သက်ပြီးဘာလို့မှ reply ပြန်မပေးနိုင်ပါဘူးအဲ့ဒီအတွက်ကျွန်တော်နဲ့အလုပ်လုပ်မဲ့လူအလုံးဒီ12နာရီအတွင်းမှာလုံနိုင်လို့ပါ12နာရီကျော်တိုင်းလုံးဝမလာခဲ့ပါနဲ့လို့လေးစားစွာပြမြစ်တရရခံပါတယ်ပေါ့နော်ကျွန်တော်ဘက်ကတုံ့ပြန်နိုင်တဲ့အနေအထားကိုရှိတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ2023နဲ့ကနှစ်သိမ့်ရှိနေထွက်ခဲ့တဲ့ခဏန်းထဲမှာတကွက်ပေါ့နော်ကျွန်တော်တုံ့ထားတဲ့ ဲ့တဲ့ကြီးနဲ့ထွက်တဲ့ကနန်းကြီးအများကြီးရှိလိမ့်မယ်အဲ့ဒီထဲကနေမှကျွန်တော်အတုံးပြထားတဲ့ကနန်းတစ်ခွက်လက်ဆောင်ပြပေးကြမှာလေပေါ့နော်အဲ့ဒါဘာလဲဆိုငါးခါတဲ့လေးထိပ်ငါးခါလေးထိပ်လို့ရိုက်ရိုက်ပြီးဒီဆောင်မှာရှစ်ထိပ်အဲ့ငါးခါလေးထိပ်ကပုံသေးရိုက်မှာဒီရှစ်ထိပ်နေရာမှာရှစ်ခွန်း6ဆိုတဲ့စီနီယံပြေးလိုက်မယ်ပြေးပြီးလို့ရှိရင်ဟာဒီမူရင်းတက်ခဲ့တဲ့ငါးခါကိုတုံးလုံးပေါင်းချင်းငါးလို့ပြန်ထောင်လိုက် ဟုတ်ဘူးနော်အဲ့လိုထောင်းတာနဲ့သူ့ဇောင်းမှာငားရဲ့ပါဝါ၃ညနောက်ပိုင်းနဲ့ပထမကတ်မှာ၄၃ညအတွင်းနဲ့သူ့စိတ်တနေ့ကျော်ခဏလိုက်ကြနေစီဒုတိယကအဲ့ဖြစ်စီမျိုးဒီမှာပုံစံတူဖြစ်တယ်ဒီမှာငားခါဒီမှာ၄ထိတ်ဆိုငါး၄ဆိုချက်ဖြစ်ဖြစ်ပြီးတော့ဒီညမှာရှိတဲ့ပြီးတော့ခုံထိတ်လို့လာခံတယ်အဲ့လိုခံပြီးမှဒီနေရာမှာတုံးတုံးမောင်းရင်ငါးလို့ပြန်ထည့်ထည့်တာရဲ့ ဇောင်းမှာဟိုက်9ရက်ပေါက်က3ညနောက်ပိုင်းနဲ့ပရမကတ်မှာ4 3ညအတွဲပြီးတော့ဒုတိယကတ်မှာ3 3ညအတွဲဆိုပြီးတော့လာထက်တယ်အဲ့ဒီကနန်းလည်းပဲသူရှိတစ်နှစ်ကျော်ကကနန်းကိုလာပြီးတော့ထက်ပြီးနေတယ်အဲအဲ့ဒီလိုမျိုးဖြစ်စဉ်အတူပေါ့နော်အခု3ကတ်မြောက်မှာဒီနေရာမှာဖြစ်ထားတယ်ဒါလေးကိုပြပြတင်တာအဲဒီနေရာမှာ9ခါပုံတွေထက်ခဲ့ပြီးဒီနေရာမှာ6ထိပ်ပုံတွေထက်ပြီး9 6ဆိုတော့ ရိုက်ချက်ကရိုက်ပြီးရိုက်ပြီးဒီဆောင်မှာစစ်တိတ်ခွန်ထိပ်ပြီးတော့၆ထိတ်ဆိုတဲ့ဖြစ်စဉ်လာထက်သွားပြီးအဲ့၆ထိတ်ရဲ့နေနေနေကျွန်တော်ဝင်ကျွန်တော်ကြည်လွှဲနေတယ်ပဲဖရိတ်နဲ့လွှဲနေတယ်မကြည့်ကြည့်ရမှာခဏလေး နောက်တော့သူရှိတနေ့ကျော်ကနန်းရိုက်တယ်အဲရိုက်တဲ့အချိန်မှာဒီလိုထိတ်ဆီသုံးလုံးပေါင်းကြီးကိုနှစ်လို့ထည့်တဲ့နေရာမှာဒီမှာလာရိုက်တာအ30နောက်တော့နဲ့ရိုက်တဲ့အချိန်မှာဒီလိုထိတ်ဆီပုံချင်းစီတက်လို့ထည့်လို့ရတဲ့နေရာမှာသူရှိတနေ့ကျော်က30နောက်တော့နဲ့ကနန်းနဲ့ရိုက်တာလေအဲခုနကကျွန်တော်နှစ်တိတ်လို့နှစ်တိတ်ပြလိုက်တယ်ဒီတိတ်ဒီနေ့ဒီပြလိုက်တော့ကျွန်တော်တို့က20နောက်တွဲနဲ့သူရှိတနည်းကျော်ကနန်းဆိုဒီဒီခွက်ထဲပဲထွက်ထတာရှိတယ်။အဲ့ဒီနေရာမှာဒါလေးကဒီလိုကွက်တိထည့်ရတာ။ရှောင်းနှင်းနှင်း ပရမကမှာသုံးလုံးပေါင်းခြင်းဒီနှစ်ဒုတိယကမှာသုံးလုံးပေါင်းခြင်းဒီတတိယကမှာဒီလိုသုံးလုံးပေါင်းခြင်းဒီ30လို့ထည့်နေရထည့်လို့ရတဲ့အချိန်မှာလိုက်ထွားမှာဖြစ်တဲ့တဲ့ဒီအချိန်ကိုဒီနှစ်နဲ့30ဆိုနှစ်နဲ့3ညဆိုတော့ကဏ္ဍလေးတကွက်ထိုးတာအဲကျွန်တော်မမကတဲ့မှာထည့်သုံးထားတယ်ဒါလေးကိုလက်ဆောင်ပြီးခြင်းတာဘုကောဒီနေရာမှာဒီနေရာဖမ်းတဲ့ဖရိုင်ရရှိတယ်ကျွန်တော်လည်းရောနေပြီဒီလိုင်းကဒီပွဲကိုတော်တော်ကြီးကိုမှုင်းတော့ကြည့်ထားတာရောသွားပြီခုနဒီထောက်ချက်တရားကဏ္ဍတကွက်တခြားကဏ္ဍတကွက်အဲ့လိုဖြစ်နေတယ်နော် လူပြည်ဆက်ကျွန်တော်မှမလူဟောင်းမှာ2020နှစ်မှာခုမှဝင်မှာဖြစ်ပါတယ်မင်း KP ဖုန်းနံပါတ်ကလစ်ပြပါလားဆရာတဲ့ရော့ KP ကျွန်တော်လက်ခံတဲ့ KP ဖုန်းနံပါတ်39 433 295 946 9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 ခဏခဏပြောတယ်ဖုန်းနံပါတ်ဒီဖုန်းနံပါတ်ဒီအမှန်နော်ခဏရှစ်လုံးအမှန်အကောင့်နံပါတ်ဒီနံပါတ်နဲ့ဖွင့်ထားရနော် ီနံပါတ်နဲ့ဖွင့်ထားနော်ကီဘီနံပါတ်တောင်းတဲ့ပုဂ္ဂိုလ်မနက်7:00နာရီကျော်မလွဲပါနဲ့နော်ကျွန်တော်ပြောပြတာနော်ကျွန်တော်ကျွန်တော်ကဘလို့မအဆင်ပြေမှာမဟုတ်ဘူးနော်အဲခုနခုနဟာလေးပဲပြန်ပြီးတော့နှစ်ချုပ်ကြည့်လိုက်နော်ပြန်ပြီးတော့ revision ပြန်လိုက်မယ်နော်ခုနဒီဖန်နဲ့ဖန်ခွက်ကဒါတခြား deadline ဖြစ်တခြားကဏ္ဍတစ်ခွက်ဖြစ်နေနော်ရောသွားလို့တော်ရတဲ့ဒီနောင်လုံးပေါင်းခွန်လို့ရတဲ့6နှစ်မြောက်ထဲမှာ၄ထိပ်လို့စကြတာနဲ့၄၅နှစ်ဆိုတဲ့ကဏ္ဍကသူရှိနေကကနေအဲ့လိုပဲ၄ထိပ်စီးနဲ့၄၅နှစ်ဆိုတဲ့ကဏ္ဍဒီသူရှိတဲ့နှစ်ကျော်ကဏ္ဍထက် သူဖြစ်တဲ့ကြောကနာကိုလေးထိတ်ဒီလေးထိတ်အထက်နဲ့သူဖြစ်တဲ့ကြောကနာထတ်တာဒီမှာဒုတိယကမှာဆိုလေးထိတ်ပြီးတော့၃ထိတ်ဒီနေရာမှာ၃ထိတ်လို့ဒီနေရာမှာကြားတယ်ကြားလိုက်တဲ့အချိန်မှာ၃60ဆိုတဲ့ကနန်ဒီသူဖြစ်တဲ့ကြောကနာ၃ထိတ်ရှိနေကြားအဲ့လိုကြားပြီး၃ထိတ်က၃ထိတ်လို့ထပ်ပြီးတော့ဟိုက်၃နှစ်ခွန်ဆိုတဲ့ကနန်ကလည်းသူဖြစ်တဲ့ကြောကနာနော်အဲ့ဆိုလေးထိတ်၃ထိတ်ပြီး၂ထိတ်အခု၂ထိတ်မှလည်းပုံစံလူလားဝင်တာ၂ထိတ် နဲ့နဲ့ကွန်ဆိုတော့ကနအိုက်ကနဒီသူရှိတနည်းကျော်ကနလာပြီးထွက်နေတာအိုက်ကနရဲ့အောက်မှာကျွန်တော်တို့နှစ်ချိတ်ဒီနှစ်ချိတ်ထပ်ပြီးတော့သူရှိတနည်းကျော်ကနကိုကစားကျင်တာသူရှိတနည်းကျော်ကနဆိုနှစ်ချိတ်နဲ့ပါရှိနှစ်နဲ့ပါတဲ့ပါရှိ256 265လို့ရှိမယ်နောက်တစ်ခါပါရှိမလဲဆိုဒီမှာ2 9နဲ့2နဲ့ကွန်ရှိမယ်2 9 8 8ကွန်ဆိုပြီးတော့ရှိမယ်ဒီမှာပါရှိမှာ2 8 2 8ဆိုပြီးတော့ရှိမယ်နောက်တော့ဒီအောက်မှာမရှိတော့ဘူးထားတော့ အဲ့ထဲကဒီကနန်းတကွက်ကိုဒီကမှာကျွန်တော်ထည့်ကစားခြင်းနော်ဖမ်းတဲ့စနစ်ကတော့ကျွန်တော်မေ့သွားပြီပြီနော်ခုနဟာကတခြားလမ်းကဖမ်းတခြားကနန်းဖမ်းတယ်အဲ့ကနန်းကိုကစားခြင်းနော်အဲ့ကနန်းကဘာကြောင့်ကစားခြင်းနာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြိမ်ဖန်များစွာခဏခဏရှင်းပြခဲ့တဲ့ line ပေါ့နော်ကြိမ်ဖန်များစွာခဏခဏရှင်းပြခဲ့တဲ့ line အဲ့ဒါကဘာလဲဆိုတော့နားလို့ revision ပြန်လိုက်မယ်ဒါလေးကအထောက်ကလေးပါတယ် ထိုင်ဖမ်းတဲ့လမ်းကြောတော့ကျွန်တော်ဝါဒတာဖြစ်နေလမ်းကြီးထက်သွားပြီကျွန်တော်လည်းမမှတ်မိတော့ထားတော့အဲ့လိုဇောင်းတုံးလုံးပေါင်းချင်းကိုဒီလိုနှလုံးကိုလို့ရိုက်တယ်ဒီမှာတစ်ချက်ပုံစံတူပေါ့နော်ဒီမှာဇောင်းတုံးလုံးပေါင်းချင်း၈နှလုံး၈လို့ရိုက်တယ်ပုံစံတူနော်ဒီမှာလည်းကျွန်တော်တို့ကဇောင်းတုံးလုံးပေါင်းချင်းဒီခွန်ဒီမှာနှလုံးခွန်လို့ရိုက်တယ်အဲ့လိုရိုက်ပြီးအဲ့နှစ်ထဲမှာကျွန်တော်တို့အဲ့အဲ့ဖရိန်ကူကစားကြတဲ့၁၀ချိန်မြောက်မှာ အဲ့ဒီကိုဒီကိုခါကဒီကိုခါလို့ကူတာမကူခင်မှာကိုရဲ့ဘဝလေးထောက်တာကိုလေးကိုဆိုတစ်ချက်ထောက်ထားတာနောက်တကဒီမှာလဲရှစ်ခါဒီရှစ်ခါလို့ကူတော့ရှစ်ရဲ့ဘဝတော့တစ်ချက်ထောက်တာရှစ်သုံးရှစ်လို့ထောက်တာနောက်တကရှစ်ပြီးတော့မှခွန်ခါလို့ခွန်ခါတော့ခွန်ရဲ့ဘဝနှစ်လို့ထောက်တာခွန်နှစ်ကိုလို့ထောက်တာအဲ့လိုထောက်ချက်နဲ့လာခဲ့တဲ့ကောင်ကသူ့ရဲ့တစ်နှစ်ကျော်မှာအဲ့ကိုရဲ့ဘဝဒီလေးတလုံးပိုင်လေးခါ၃ညဒီနောက်ကပုံစံနဲ့၄၃ညအတွဲဆိုတော့ကနန်းတစ်ခွက် သူ့ရှိတဲ့နေ့ကျော်ကနလိုက်ထွက်တာဒုတိယကတ်မှာလည်းအဲ့တိုင်းပဲရှေ့ရဲ့ပါဝါ3တလုံးပိုင်းနဲ့3တုံညအတွဲဆိုတော့3တုံညနောက်တွဲနဲ့သူ့ရှိတဲ့နေ့ကျော်ကနလိုက်ထွက်တာအဲ့စနေရကျွန်တော်တို့ဒီနေ့တက်မှာ2တုံညနောက်တွဲနဲ့သူ့ရှိတဲ့နေ့ကျော်ကနဆိုဒီကနမှာရှိတာဒီကနကိုကျွန်တော်220လို့အများတမ်းမွေးပြီးတော့လိုက်ထိုးနေရမှာ 220လို့အမြင်နဲ့လိုက်ထုံတယ်အဲ့ဒီမွေးကနန်းကိုဒီချိန်မှာထက်ကစားကျင်တာအဲ့ဒီမွေးကနန်းပုံမဲ့အချိန်မှာဖမ်းတဲ့ဖြစ်အထောက်နေပါတယ်ကျွန်တော်နည်းနည်းမေ့သွားတယ်နော်အဲ့ဒါ sorry ပဲကျွန်တော်ပြန်ပြီးတော့စဉ်းစားလို့မပေါ်သေးဘူးလေးတုံညနောက်တွဲလို့ရောက်ရိုက်တဲ့အချိန်ကမှဒီသုံးလုံးပေါင်းချင်းတည်အခုသုံးလုံးပေါင်းချင်းတည်နှစ်လို့ထောက်ထဲတဲ့ထဲလို့ရတဲ့နေရာမှာလာပေါ်တာသုံးတုံညနောက်တွဲနဲ့ကနန်သူရှိတနည်းကျော်ကနန်ရိုက်ရိုက်တဲ့အချိန်မှာဒီသုံးလုံးပေါင်းချင်းတည်တစ်ဆိုတဲ့ရိုက်ချက်နဲ့ဒီနေရာကိုလာပေါ်တာ ဒါဆိုလို့ရှိရင်နှစ်300တွန်းနဲ့220ဆိုတဲ့ကဏ္ဍကဒီလိုသုံးလုံးပေါင်းချင်းဒီ30လို့ဖြစ်စဉ်ဖြစ်တဲ့နေရာဒီမှာပို့ထုတ်အောင်မှာအဲ့တော့ဒီနေရာမှာဒီကဏ္ဍကလာကြိုက်တယ်6တိစီ2ကား2တိ6နှစ်နှစ်30လို့ဖြစ်တယ်ဒါကြောင့်နှစ်နှစ်300ဆိုတော့မွေးကဏ္ဍကိုဒီချိန်မှာနှစ်တိစီသူနှစ်တိစီနဲ့သူရှိတဲ့နေကြောကဏ္ဍမှာဒီကဏ္ဍတစ်ခုထိုးထားတာခန်းနဲ့အထောက်ကရှိတယ်ခုနကကျွန်တော်ပြောလိုက်တဲ့ငားလေးဆိုတဲ့အထောက်တွေတခြားကဏ္ဍတခြားကဏ္ဍဒါတော့ယူရှိပြောလိုက်မယ်အဲ့ဒါတခြားကဏ္ဍဖြစ်နေဒါတော့ အနည်းအနည်းဆိုတဲ့မွေးကနေညာမွေးကျင်တယ်ဆိုလို့မွေးတာမွေးကျင်တယ်ဆိုလို့မွေးတာမမွေးကျင်ဘူးလို့ဖြစ်နေအခုကျွန်တော်ပြောတဲ့ထည့်ရတဲ့ပုံစံမျိုးမှာထည့်ကျင်တယ်ဆိုထက်တာတနည်းကျော်က၄၃ညနောက်တွဲနဲ့ကနန်းတစ်ခွက်သူရှိတနည်းကျော်ကနန်း၄၃ညနောက်တွဲနဲ့ကနန်းတစ်ခွက်ထွက်တယ်အဲ့ဒီကနန်းဒီထိပ်စီးထိပ်စီးရဲ့ခါရဲ့ထိပ်စီးရဲ့သုံးလုံးပေါင်းရင်နှစ်ဆိုတဲ့ဖြစ်စဉ်ထည့်ရနေမှာလာထွက်တယ်ဒုတိယကြိုက်ကဒီတိုင်းမှာ၃၃ညနောက်တွဲနဲ့ကနန်း အဲ့ကနေဒီသူရှင်က630ဆိုတော့ကနေဟာမှာ696ဆိုလို့သုံးလုံးပေါင်းချင်းနှုတ်ပြီးတော့တက်လို့ဖြစ်ထဲလိုက်ရတဲ့နေရာမှာလားထက်တယ်တတိယကကနန်းကအဲ့မှာနှစ်တုံညနောက်တွဲနဲ့ကနန်းဒီနေရာမှာထက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်220လို့ထည့်ရမှာဒီသုံးလုံးပေါင်းချင်းဒီသုံးပြီးတော့သုံးလုံးပေါင်းချင်းနှစ်နှစ်ပြီးတော့တက်တက်ပြီးတော့ဒီမှာ6နှစ်နဲ့တုံညလို့ဒီနေရာမှာလားကြိုက်တဲ့အတွက်ခုနနှစ်ထိပ်ဒီနှစ်ထိပ်အထက်နဲ့သူရှင်တစ်နှစ်ကျော်ကနန်းကိုဒီကနန်းလေးတစ်ခွက်ဒီကနန်းလေးတစ်ခွက် ဒီဘက်မှာကျွန်တော်ကစားထားတယ်အနိကအနေနဲ့ဒါဒါဒါလိုရင်းမပြောလိုက်ဘူးနော်အဲ့ကောင်ထောက်တဲ့ဖမ်းချက်ကရှိတယ်မိတ်ကုန်ကြည့်ပါများတော့မိတ်ကုန်များလာတော့နော်တဲ့ရင်တော့ပေါ့နော်ဒါကလစ်ကစားကော်ဖီပဲနော်ကျွန်တော်တို့ကဒီလိုကလစ်ကစားကော်ဖီပဲကြည့်တတ်တာဆိုဒါပဲကြည့်ထားတယ်နော်တဲ့ရင်တော့ကြည့်ပေါ့နော်မွေးကျင်တော့ဆိုလို့ရှိရင်မွေးတိုင်းဒါအတိတ်ပဲအရောရှင်းရှင်းလင်းလင်းပဲသူ့ငကူကလာခဲ့တဲ့လမ်းကြိုးတွေဖုန်ရပြရင်အရှိပြပြနေရလို့ကျွန်တော်မပြတာအဲ့ဒါက အရင်အရင်လမ်းကြောတွေမှာကျွန်တော်ရှင်းပြပြီးသားအဲ့ break ရှိလို့ရိုက်တယ်ဒီနေရာမှာ quash ရှိလို့ရိုက်တယ်အဲ့ဒီ၄၄ရဲ့ power ကိုဒီနေရာမှာ၉ဆိုဒီလိုကစားတာအဲ့ဒီ၄ကိုဒီဒီနေရာမှာပြန်ပြီးတော့ထည့်ကစားတာအဲ့ဒီ၄ဒီခုနကျွန်တော်ပြောပြီး၄သိသိထက်တာနဲ့၄သိသိအောက်မှာ၄သိသိအထက်နဲ့သူ့ရှိတနည်းကျော်ကနန်းဆိုတဲ့သိသိအထက်နဲ့ကစားကစားကတစ်ခွက်ရှိတယ်နောက်တစ်ခုကအဲ့ဒီလေဒီခါမှာပုံစံရိုက်ပြီးတော့၄၃ညနောက်တော့နဲ့သူ့ရှိတနေကြကနန်းတကယ်တမ်းလာတာအဲ့လိုလာတာ ဘရိတ်ကွန်ဒီမှာခွာကုန်လို့ရတယ်ဒီနေမှာ၃ခါလို့ထားတယ်အဲ၃ရဲ့ပါဝါဒီမှာ၈လို့ထည့်တယ်အဲကြောင့်၃ထိပ်စီလို့ထွက်တာနဲ့၃ထိပ်စီ၃ထိပ်စီထားနေသူရှိတနစ်ကျော်ကငန်းအဲ့ဒီလိုပဲ၃ထိပ်စီမဟုတ်ပဲနဲ့၃ခါပုံတွေနဲ့၃ရနောက်ပိတ်ပုံတွေနဲ့၃ပုံရအတွင်းနဲ့သူရှိတနစ်ကျော်ကငန်းအဲဒီမှာကျွန်တော်တို့လာပြီးဘရိတ်လျှောက်ဒီနေမှာခွာချောက်လို့ရတယ်ဒီမှာ၂ခါရောက်၂ထိပ်စီလို့ထွက်တာနဲ့၂ထိပ်စီသူ၂ထိပ်စီထားနေသူရှိတနစ်ကျော်ကငန်း အဲ့ဒီမှာနှစ်ခါပုံတွေနဲ့နှစ်300အတွဲနဲ့သူစစ်တနေကျော်ကနန်းအများနဲ့လိုက်ထိုးနေတာကဒီဒီတကွက်တဲ့ဘက်ထိုးလို့ရတာ290ဆိုတဲ့ကနန်းလေးတကွက်တဲ့ဘက်ထိုးလို့ရတာအဲ့ဒီကနန်းကိုဒီဘွဲမှာခုလိုမျိုးကလေးအတွဲနဲ့ပေါ့နော်ကစားထားတယ်ကြိုက်လိုက်ကစားဖို့ပါနော်အနည်းငယ်ကလေးဒီကနန်းလေးမှာထွက်သွားခဲ့တော့ထွက်သွားခဲ့တော့ရသေးခြင်းနဲ့တကွက်တဲ့ဘက်ထိုးရတာစနစ်ရတော့တကွက်တဲ့ထိုးရတာဖြစ်တဲ့အတွက်ရသေးထွက် ထွက်သွားခဲ့တော့ပေါ့နော်ရစေခြင်းနဲ့စိတ်နဲ့ပြောတာအဲ့ဖမ်းတဲ့အထောက်တွေတော်တော်လှလှပပပါတယ်ကျွန်တော်လည်းမေ့သွားပြီမေ့သွားရင်ကျွန်တော်လည်းအလုပ်တွေရှုပ်နေဒီပွဲမှာနော်ကျွန်တော်မှအလူတန်းလို့တဲ့ကိစ္စနဲ့အလုပ်တွေရှုပ်နေလို့ကျွန်တော်ဒါကြောင့်အထောက်ကတော့ရောကုန်ဒီပရင်ဒီပွဲမှာဆယ်ချက်လောက်ရှိတယ်ကျွန်တော်မှုန်းနောက်ပြီးတော့တော်တော်ကစားပြစ်တာဒီ frame ကိုနော်အရောသွားပြီအဲ့သူ့ဖမ်းတဲ့ဒီချိန်မှဒီချိန်290ကိုဒီချိန်မှဒီချိန် အဲဒီခုနမျိုးဇောင်းသုံးလုံးပေါင်းချင်း1 1 3ညဆိုရအထဲလိုက်ကြိုက်တယ်နောက်သူရှိရထောက်တယ်လို့အားကြီးကောင်းတယ်အဲ့ဒါကပြန်ချက်ချင်းမပေါ်တော့ဘူးကျွန်တော်မှာကဲကြိုက်ရင်သုံးပေါ်ပြန်မကြိုက်ရင်မသုံးနဲ့ပေါ့နော်အဓိကပြောချင်တာကတော့ပြီးခဲ့တဲ့နှစ်နှစ်ခုမှာကျွန်တော်တို့နေရာရွေးချယ်မှုရမှန်မှန်မင်းနဲ့စနစ်အရမှန်ပြီးတော့ပတ်လဲထိုးလို့ပေါက်ကြတယ်ပေါ့နော်ပေါက်ကြတဲ့အချိန်ကမှကျွန်တော်တို့တော်တော်များများပေါ့နော်တက်ဆွမ်းတော့မုံဘိုးတွေပြေးကြတယ်နော်လက်ဆောင်တွေပြေးကြတယ် အဲမိတ်ဆွေတို့ပြေးလိုက်တဲ့ကျွန်တော်စီပို့ပြေးလိုက်တဲ့ပညာကြီးလိုပဲကြောရလို့ပြောပြောလက်ဆောင်ပေးတာလို့ပြောပြောလက်ဖိတ်ဘူးလို့ပြောပြောမိတ်ဆွေတို့အားလုံးပေးပို့လိုက်တဲ့ပတ်စံအားလုံးကိုကျွန်တော်ရဲ့ကိုကြီးကိုရာ personal case မှာလုံးဝမတုံ့မနဲ့၂ရက်၅လ2025မှာကျွန်တော်အလူတခုလုပ်ထားတယ်အဲ့ဒီနေရာမှာအကုန်လုံးထက်သုံးလိုက်ပါတယ်မိတ်ဆွေအားလုံးတာတို့ခေါ်ဆိုနိုင်ပါတယ်ပေါ့နော်တာတို့လည်းခေါ်ကြပါလို့ လေးစားစားနဲ့အတိပြရပါတယ်။ကဲအားလုံးပဲအမှတ်တမဲ့ပြလိုက်တဲ့ဒီ220ဆိုတဲ့ကဏ္ဍတစ်ခုကမိတ်ဆွေတို့တက်ထက်ဆင့်ကံကောင်းမှုတွေသက်ဆောင်ပေးနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းနေတယ်ပဲကျွန်တော်ရဲ့ like ကိုဒီနေ့မှအဆုံးတက်လိုက်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ Good luck ပါနော်။